ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကြောင်မဲမြို့ကိုစစ်တပ်ကသိမ်းယူပြီးတဲ့နောက်ဒီဘောမြို့ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲလာတဲ့အတွက်ဒေသခံပြည်သူများဟာစိုးရိမ်မှုတွေမြင့်တက်ကမြို့ကန်တချို့ဟာဒီဘောမြို့ကနေစတင်ပြီးတော့တင်းရှောင်လာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ၂ရက်နေ့ည10:15မိနစ်အချိန်မှာစစ်တပ်ကဒီဘောမျိုးကိုလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဒီဘောမျိုးနဲ့စံဖိတ်ကြီးရွာမှာရှိတဲ့ကုမုဒရာဟိုတယ်ကအဆောက်တစ်ခုထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။လက်တလောကြောင်မဲကိုစစ်တပ်ကသိမ်းပိုက်ပြီးတဲ့နောက်ကြောင်မဲမျိုးကိုထိုးစစ်ဆင်မဲဆိုတဲ့သတင်းများထွက်ပေါ်နေရာ ဒီဘောဒေတာကံပြည်သူတချို့ဟာစတင်ပြီးတော့စစ်ပီးတိမ်းရှောင်နေရပြီလို့သိရပါတယ်။ Telegram နေမှာကြောင်မဲကိုတိမ်းပြီးလို့ဒီဘောကိုတိမ်းမယ်ထိုးစစ်ဆင်မယ်ဆိုပြီးတော့စစ်ခွေးလော်ဘီတွေကရေးနေကြပါတယ်။မင်းညားကလည်းလေရင်နဲ့ဘုံကျဲသွားတော့ပြည်သူတွေအားလုံးကစိုးရင်ကြတာပေါ့။တချို့ကတော့စပြီးတော့စစ်ပီးရှောင်နေကြပြီ။အများကြီးတော့မရှောင်ကြသေးပေမဲ့စိုးရင်နဲ့သူတွေကတော့စပြီးရှောင်နေရပါပြီ။ ဒီ NLA ဘက်ကလည်းမြို့အဝင်အထွက်လုံခြုံရေးတွေတင်းကြပ်ထားတာရှိတယ်ပြည်သူတချို့ကလည်းတီဘောကနေစစ်ဘေးရှောင်မှုအတွက်ကားအကူအညီတောင်းတာတွေရှိတယ်လို့တီဘောမြို့အခြေစိုက်ပရိုက်တာအဖွဲ့ဝင်တအူးကပြောပြထားပါဗျာ စစ်တပ်ကဒီဘောမျိုးကိုမကြာခဏဆိုသလိုဘုံကျဲတက်ခိုက်လေရှိပြီးတော့စက်တမလာ3ရက်နေ့မှာလေဒီဘောမျိုးနဲ့ဘောကျုံချေးရွာကိုဘုံကျဲချခဲ့တဲ့အတွက်ပြည်သူတအုပ်တန်ရာရရှိကနေအိမ်၃လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုများပုံမတုံးမြင့်လာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဒီဘောမျိုးကများဟာလေကြောင်းအနေကိုအချင်းချင်းသတိပေးရန်စော်အုပ်မှုများရှိနေတယ်လို့သိရပါဗျ။အထူးသဖြင့်ညအချင်းလေရင်နဲ့ဘုံကျဲလာနိုင်တဲ့အတွက် မြို့ကပြည်သူအချင်းချင်းညာကင်းပုံစံမျိုးတွေလှုပ်ဆောင်နေရတာတွေလည်းရှိတယ်လို့ပြောပါတယ်ပြည်သူအချင်းချင်းသတိပေးတာမျိုးနဲ့ညာပိုင်းလေရင်ဘုံတံခံနိုင်မဲ့နေရာတွေမှာစုပေါင်းရွှေ့ပြီးတော့နေထိုင်ကြတာတွေရှိပါတယ်အများစုကတော့လေရင်သတင်းကိုအချင်းချင်းသတိပေးတာမျိုးတော့ညာပိုင်းနေမှာလှုပ်ကြတယ်ကိုအချင်းချင်းညာကင်းသဘောမျိုးနဲ့လေရင်သတင်းကိုနားဆွပြီးတော့အချင်းချင်းလှမ်းပြောတာမျိုးပေါ့လို့ဒီဘောမျိုးကဒေသခံပြည်သူတို့ကရှင်းပြထားပါတယ် DNL ကတော့တောင်ပြည်အတွင်းသားမကတိုင်းရင်းသားလက်နက်ကိုင်များပြည်သူ့ကာကွယ်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာများမှာ လူအားဖြင့်သော၎င်းလက်နက်ကြီးများဖြင့်သော၎င်း drone ဖြင့်သော၎င်းလေကြောင်းဖြင့်သော၎င်းအပြစ်မဲ့တဲ့ပြည်သူများအပေါ်အကြမ်းဖက်ဆက်တက်ကစစ်ရာဇဝဲမှုများကျူးလွန်နေခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်စက်တမလာအတွဲမှာစစ်တက်ကလေကြောင်းလက်နက်ကြီးနဲ့ drone များပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ကြောင်မဲမြို့နယ်မှာ၁၀ကျင်း၊ဒီဘောမြို့နယ်မှာ၁ကျင်း၊မိုးကုံမြို့နယ်မှာ၂ကျင်းနဲ့မိုင်းလုံးမြို့နယ်မှာ၁ကျင်းတို့နဲ့အစိမ့်ဝိတ်ဘုံအပါအဝင် ဘုံအလုံးကြီး90လာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွာအမျိုးသား3ဦးသေဆုံးပြီးတော့ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကပြီးခဲ့တဲ့ဩဂတ်လအတွင်းမှာကြောင်မဲမိုးကုတ်မိုင်းကော့တီဘောနဲ့မိုင်းလုံးမြို့နယ်တို့မှာစစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးနဲ့ drone တို့ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင်းတန်ဃာတော်တီလာရှင်ကလေးငယ်အပါအဝင်ပြည်သူလူထု46ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ